မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကနေမေလာစနေရက်ဒီကနေ့နနက်9:00နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်တရင်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်အော်တို့တွင်တရင်တင်တင်မာတင်ထူထနေပါရယ်။ဒီကနေ့ညနေဒီခမှတ်ချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင် နေရာအနှံ့အပြားစံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာဆိတ်ဆဲမိုးထေကြုံရပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးရောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်၍မူကြီးနိုင်ပါတယ်။ရွာရယာနိုပြည်ဖြစ်ပါတယ်။ ိုးဒေတောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးဒေတောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒေတောင်များရွေရှာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထေဆုံးခြင်းမိုးကြိုပြစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးတီကျခြင်းအစရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုအပ်ပါသည် မြမပင်လေပြင်းတွင်မြမကန်ဝံတရှောင်းနှင့်ကန်လွန်ပင်လေပြင်းတို့တွင်တခါတည်းရန်မွတ်သက်လေးပြင်းများကြာရောက်ပြီးလိုင်းသိင်းတင်မာလိုင်းချနိုင်ပါသည်မွတ်သက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိုင်လင်းမိုက်30မှ35မိုင်အထိတိုက်ခိုက်နိုင်ပါသည်လိုင်းမြမမြမကန်ဝံတရှောင်းနှင့်ကန်လွန်ပင်လေပြင်းတို့တွင်ခုနှစ်ပေမှ၉ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်တော့ခမန်းချက်ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထိတ်ဆုံးမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမည်။ နေပြီးတော့ရန်ကုန်မြို့နယ်အနီးတဝိုက်အတွက်ဒီကနေ့ညနေအထိခမှန်ချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရောက်ပါမယ်။ရွာရံလုံးပြေးဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတဝိုက်အတွက်ဒီကနေ့ညနေအထိခမှန်ချက်ကတော့နေရာကွက်ကြားမိုးထိချုံရောက်ပါမယ်။ရွာရံလုံးပြေးဖြစ်ပါရဲရှင်။